ကဘာပေါ်ကအထူးဆန်းဆုံးကရင်သေးသွားကြတဲ့အကယောဂါကြောင့်ကြားဝူးကြလာလွန်ခဲ့တဲ့1500ခုနှစ်နောက်ပိုင်းပြင်သစ်နိုင်ငံ Stressport မှာလူတွေနှစ်လနီးပါးလောက်မရက်မနာကကြပြီးလူပေါင်းများစွာသေဆုံးခဲ့ရတယ်။ဒါဆိုအခုဗီဒီယိုထဲမှာအကပလိတ်ကြီးဘလူကနေစဖြစ်ခဲ့ရတယ်။ဘာတွေကြောင့်ဖြစ်ရတာလဲ ပလက်ယောဂကြီးရဲ့နောက်ကွယ်မှာဘလို့ထူးဆန်းမှုတွေရှိနေမလဲစတဲ့စိတ်ဝင်စားစရာတွေအကြောင်းလေ့လာကြည့်လိုက်ရအောင်1500ခုနှစ်နောက်ပိုင်းလောက်မှာပြည်တွင်းနိုင်ငံရဲ့စီးပွားရေးနိုင်ငံရဲ့အဖက်ဖက်ကနေခက်ခဲတာကြောင့်သူတို့နိုင်ငံမှာရှိသမျှလူတော်တော်များများအစိတ်ကြမှုစိတ်ဖိစီးမှုတွေနဲ့ခံစားခဲ့ကြရတယ်လူတိုင်းစားဝတ်နေရေးခက်ခဲမှုနဲ့ပြည်တွင်းနိုင်ငံရဲ့အကျိုးစနစ်တွေကြောင့်အရန်ကိုဆင်းရဲပမန်းကြပြီးတော့လက်သမားတွေဆိုရင်သူတို့အလုပ်လုပ်တဲ့လေကအကျဉ်းကျန်တွေကိုပါပြန်စားရတဲ့အထိပဲ အဲ့လိုကနေ1518ကိုရောက်တော့ပြင်သစ်နိုင်ငံ stress ပေါ်မှာ fraud trophy ဆိုတဲ့အမျိုးသမီးတယောက်လမ်းမပေါ်မှာထွက်ပြီးရောကနေခဲ့ကနေတာလည်းကျမတို့မင်းကြီးလူမျိုးတီးလုံးနဲ့ဖြောပင်းကနေရမျိုးမဟုတ်ဘူးဘာတီးလုံးမှမပါပဲဒီတိုင်းအလူကြီးကနေပြီးရင်သူ့ရဲ့ပုံစံကြီးရတယ်တခုခုနဲ့ပြူစားထားတယ်လို့လို့အဲတယောက်ကပဲဝင်ပူးနေလို့လို့အဲ့လိုမျိုးကြီးဖြစ်နေရဗျာနောက်လဲကြတော့သူနဲ့အတူလူတွေအများကြီးဝင်ပြီးကြကြရောအဲရောက်လာပြီးဝင်ကားတဲ့သူတွေကလည်းပထမကားတဲ့သူတွေလိုပဲအသိစိတ်တွေလွတ်ပြီးရောဝင်ကားကုန်ကြတယ် ဲ့လိုနဲ့တပတ်အတွင်းမှာပဲနောက်ထပ်လူ34ယောက်လောက်ကသူမနဲ့တူလမ်းမပေါ်မှာလာပြီးတော့ကကြရောအဲ့လိုကတဖြည်းဖြည်းလူတွေတိုးလာလိုက်တာနောက်ဆုံးကျတော့ Holy Roman Empire ကြီးမှရှိတဲ့လူအယောက်400လောက်ကသူတို့လိုမျိုးဖြစ်ကုန်ကြရောပြီးရင်အဲ့လူတွေကလည်းဘေးလူတွေဘာပြောပြောမကြားတားလို့လည်းမရနဲ့ကဖို့ပဲတည်ရဲ့လူတွေလိုမျိုးကိုဖြစ်ကုန်လာသူတို့မျက်နှာတွေကကတာကနဲ့ဘာခံစားချက်မှမရှိဘူးအဲ့လိုဖြစ်နေဒါကကျမအခုပြပြသွားမယ်အကပလိယောဂပါပဲနောက်တစ်မျိုးအနေနဲ့ပြောရမယ်ဆိုရင်ကခုံချင်းပလိယောဂပါ ပြီးရင်ဒါပွဲတော်တစ်ခုမဟုတ်ပါဘူးတကယ်ကိုကြောက်စရာကောင်းတဲ့ဖြစ်ရဆိုကြီးတစ်ခုပါအမှန်ဆိုရင်အစာပိုင်းလူရာကနန်းဖြစ်မသွားခင်မှာဒီလိုမျိုးနေမနာညမနာကောက်ကုန်နေသူတွေကိုရက်နိုင်ဖို့အတွက်ဆိုပြီးပြင်သစ်အစိုးရနီလန်းတစ်ခုထုတ်ခွဲကြတယ်အဲ့ဒါကတော့ကနေတဲ့သူတွေရဲ့နာမအစင်းမြင့်တွေကိုတိစားပေးတယ်ဂီတတန်စင်တွေကိုဖွင့်ပေးတယ်ကနေတဲ့သူတွေကိုပုံမှန်ထပ်ပို့ပြီးကောက်အောင်လုပ်ပေးခဲ့တယ် ဲ့လိုလိုက်တာကလူနဲမသွားတဲ့အပြင်လူရာကနန်းအထီကိုတိုးလာခဲ့တယ်။သူတို့ဘာလို့ဒီလိုလိုလိုက်တာလဲဆိုတာကစဉ်းစားစရာဖြစ်စေပေမဲ့အဲ့ဒီအချိန်တုန်းကသူတို့နိုင်ငံသားတွေရဲ့အခြေအနေကဒီလိုမျိုးကတာအရန်ကိုစိတ်ပီစီမှုများတာကြောင့်ဒါမဟုတ်အရန်ကိုကာကင်စိတ်ပြင်းထန်နေရကြောင်းဆိုပြီးသူတို့ဘက်ကတချင်းတွေဖွင့်ပေးလိုက်ရင်ခဏအတွင်းမှာပဲအဆင်ပြေသွားမယ်လို့တွေးနေကြတာ။ပြောရရင်အစိုးရကသူတို့ဒီလိုမျိုးဖြစ်နေတာစိတ်ကြွပြီးသွေးဆူနေတယ်လို့ပဲတွေးနေကြတာ။ဒါပေမဲ့သူတို့တွေးထားသလိုမဖြစ်လာပဲအခြေအနေတွေကပိုဆိုးသွားတာပါပဲ။ သူတို့ဖွင့်ပေးလိုက်တဲ့တချင်းတန်တွေကြောင့်လူတွေလည်းပို့တိုးလာတယ်လို့လားနဲ့ချီအောင်မယံမနာကနေရင်အမောဖောက်လို့တေးတဲ့သူကတေးမေ့လေတဲ့သူကမေ့နှလုံးရက်ပြီးတေးွားတဲ့သူကလည်းတေးွားနဲ့အင်အားတွေကုန်ခန်းပြီးအကုန်လုံးတေးဆုံးကုန်ကြတယ်အဲ့ဒါကြောင့်သူတို့ရဲ့တချင်းတွေအားလုံးကိုရက်လိုက်ပြီးတော့သူတို့ရဲ့အစီအစဉ်တွေအားလုံးကိုဘာသာရေးလမ်းကြောင်းဘက်ကိုပြောင်းပြီးအဖြေရှာဖို့ဆုံးဖြတ်လိုက်ကြတယ်ပြောရရင်ဒီဖြစ်ရကြီးတစ်ခုလုံးကလူတစ်ယောက်ကနေပဲစတင်ခဲ့ပြီးတော့နောက်ပိုင်းမှာမှတစ်ယောက်ပြီးတစ်ယောက်ကူးဆက်ရင်းလူရာနဲ့ချီဖြစ်လာခဲ့တာပါ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးဖြစ်ခဲ့တာ1918ဇူလိုင်လလေလောက်မှာဖြစ်ခဲ့ပေမဲ့စက်တင်ဘာလရောက်တော့မှဒီဖြစ်ရဆိုကြီးတစ်ခုလုံးပြီးဆုံးခဲ့တယ်။လူအယောက်400ကျော်လောက်ကဒီနှစ်လအတွင်းမှာမယမနာကနေခဲ့ကြတယ်။စဉ်းစားကြည့်ရင်တကယ်ကိုကြောက်စရာကြီးကျမတို့တောင်တနာ ਈ လောက်ခုံပေါက်နေတော်တော်လေးကိုမောကြရဟုတ်တယ်မလား။ပိုပြီးထူးဆန်းတာတခုကအဲ့နှစ်လလုံးကနေတဲ့သူတွေကနောက်ပိုင်းမှာတဖြည်းဖြည်းနည်းလာပြီးတော့နောက်ဆုံးကျတော့အစအနှစ်ရှာလို့မရအောင်ပျောက်သွားကြရဲ့တဲ့ ကတဲ့နေရာမှာတရားဥပဒေမရှိတော့ဘူး။တမိုင်းကြောင့်လွင်လာတဲ့သူတွေကလည်းဒီဟာကိုပြန်ပြီးပြပြထားကြတယ်။ဒါပေမဲ့တခြားတမိုင်းမှတ်တမ်းတွေထဲမှာကြတော့လေဒီပြူစားခံထားသူမျိုးကနေတဲ့သူတွေက Saint Vitus ရဲ့ဖျားကြောင်ကိုခေါ်သွားလိုက်လို့နောက်ပိုင်းမှာကနေတာရက်သွားတယ်လို့သိလိုက်ရတယ်။ဒါလည်းတိကျတဲ့အဖြေတခုတော့ဟုတ်မနေခဲ့ဘူး။အခုလိုမျိုးဒီဖြစ်ရဆိုကြီးကဘလို့ကနေစဖြစ်ခဲ့ရလဲဆိုတာဒီနေ့အချိန်ထိတိကျကျဖြေထုတ်လို့မရသေးပေမဲ့ဒီ dancing plane နဲ့ပတ်သက်ပြီးဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ theory တွေအများကြီးရှိနေတယ်။အဲ့ဒီထဲမှာကျမ်းမာရေးဘာသာရေးနဲ့ဆိုင်တဲ့အမြင်တွေပါတယ် အတိအကျဆိုရင်တော့ theory က3ခုလောက်ရှိတယ်အဲ့ဒီ3ခုကမှုအစိတ်တက်မှုအစုလိုက်ပြန်လိုက်စိတ်ဖောက်ပြန်မှုနောက်တစ်ခုကကျတော့သူတော်စင်တွေရဲ့ကြင်စာဆိုတာတွေပါအဲ့ဒီထဲမှာပထမဆုံးမှုအစိတ်တက်မှုနဲ့ပတ်သက်တဲ့ theory ကြောင့်ဘာတွေဖြစ်လာလဲဆိုတာကိုပြပြပေးမယ်ပေါမို့ဆိုတာပြင်သစ်နိုင်ငံရဲ့ရိုးရာအစားအစာတစ်ခုပါပြင်းထန်တွေက1400ခုနှစ်ကျော်ကျော်လောက်အလဲပိုင်းခေတ်အကုန်ကလေးကဂျုံနဲ့ပတ်သက်တဲ့အစားအစာတွေကိုစားခဲ့ကြရတယ်။ဒါပေမဲ့1500ခုနှစ်ကိုရောက်တဲ့အချိန်မှာပြင်းထန်နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးအခက်အခဲတွေကြောင့် ဂျုံနဲ့လောက်တဲ့အစားအစာအထူးသဖြင့်ပေါင်မုတ်စံပြုတ်နဲ့ဆုပ်ပြုတ်တွေဟာစင်ရင်သားနဲ့တောင်ရလေသမားတွေရဲ့အခြေခံအစားအစာဖြစ်လာခဲ့တယ်။အဲ့ဒီမှာဆိုးတာတခုကဒီပေါင်မုတ်နဲ့စံပြုတ်တွေကိုရတဲ့ rind စပါးတွေမှာ argot ဆိုတဲ့ပိုးတစ်ခုရှိတယ်။နောက်တစ်မျိုးပြောရရင်မှုတက်နေတဲ့စပါးတွေပေါ့ရှင်။အဲ့ဒီ argot fungus ရဲ့ပုံစံကြီးကထူးဆန်းမျိုးရှင်မျိုးမျိုးနဲ့ကြည့်ရတယ်နည်းနည်းတော့အမြင်ကပ်ဖို့ကောင်းတယ်။ဒီမှုတက်နေတဲ့စပါးတွေကိုစားမိတဲ့ခါကျရင်ဒီ argot fungus က argot mean ဆိုတဲ့ဓာတ်မျိုးကိုထုတ်ပေးပြီးအဲ့ဒီဓာတ်ကထင်းရောင်ထင်းမှဖြစ်စေတာ။ အကျိုးဆွဲတာမယက်မနာရေတာနဲ့ကြောင်တော်ပုံစံမျိုးတွေကိုဖြစ်စေတယ်။ဒါကြောင့်ပဲပေါင်မောက်စားရတဲ့အခြေခံလူတန်းစားနဲ့ဆင်းရဲသားတွေကောင်ဒီအစိတ်ကြောင့်စိတ်လွတ်ပြီးတော့ကောက်ကုန်ကြရဆိုတာပါပဲ။အခုခေတ်သမိုင်းကြောင်းလေ့လာတဲ့သူတွေနဲ့သိပ္ပံပညာရှင်တွေကလည်းဒီမှုအစိတ်တက်တဲ့ဖြစ်ရကြောင်းပဲအခုလိုဖြစ်လာတဲ့အကြောင်းကိုရှင်းပြထားကြတယ်။ဒီသုံးသပ်ချက်မှန်မမှန်တော့အခုထိမသိရသေးပါဘူး။နောက်တစ်ခုက mass hysteria ဆိုတဲ့အဆုလိုက်အပြုံလိုက်စိတ်ဖောက်ပြန်မှုဆိုတဲ့သီအိုရီပါ။ ဒီ theory ကတော့ channel နှစ်ခုနဲ့မတူပဲ dancing plate နဲ့ပတ်သက်တဲ့လူတော်များများလက်ခံကြတဲ့ theory တခုဆိုတာကိုသိခဲ့ရတဲ့ပုံမှာကျမပြောခဲ့လို့ပဲ1500ခုနဲ့ပတ်ဝန်းကျင်လောက်ကပြည်သင့်နိုင်ငံကလူတိုင်းရစိတ်ဖိစီးမှုနဲ့ရင်ဆိုင်နေကြရတယ်။စိတ်ဖိစီးမှုဆိုတာလည်းတာမန်ယူရိုတနန်စိတ်ဖိစီးမှုမျိုးမဟုတ်ဘူး။အများအားဖြင့်ဆိုထိုင်းနေတဲ့ရာသီဥတုကြောင့်စိုက်ပျိုးရေးအဆင်မပြေတာအစာအသောက်ရှားပါးတာတွေအာဟာရချို့တဲ့ရာတွေဖြစ်ရတယ်။ပြီးရင်အဲ့ဒီအချိန်ကပြည်သင့်တနိုင်ငံလုံးမှာတခြားပလက်ယောဂါနဲ့ကာလာသားယောဂါတွေဖြစ်နေတဲ့အချိန် ီလိုမျိုးလူမှုရေးစီးပွားရေးအကုန်ခတ်ခဲပြီးလူတိုင်းမျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာဒီစိတ်ပင်ပန်းမှုတွေကစုပေါင်းသွားပြီးလူတွေအသိစိတ်လုပုံကြတယ်။အဲဒါကြောင့်မဲမယမနာကတဲ့အထိဖြစ်လာခဲ့ကြတယ်။ဒါဟာလူတွေထောက်ခံချက်အပြီးဆုံး mass hysteria theory ပါပဲ။ဒီလိုမျိုးကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့ထူးခြားဆန်းပြအဖြစ်ပျက်တွေယောဂါတွေကလူသားတွေရဲ့သမိုင်းမှာတစ်ခုနှစ်ခုမကပဲအခုချိန်တည်းကိုအပြေရှားမြသေးတဲ့ဖြစ်ရပ်တွေပါ။ဒါကြောင့်အခုလိုမျိုးကမ္ဘာမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေနဲ့ကမ္ဘာကြီးရဲ့သမိုင်းကြောင်းတွေလူအဖွဲ့အစည်းဘယ်လိုမျိုးစတင်လာလဲဆိုတာတွေကိုသိချင်နေဆိုရင် ရှင်းတော့အပ်တယ်ကကဘာသမိုင်းနှစ်ချုံ A Little History of the War ဆက်ကြဝဠာကြီးနဲ့ကဘာမေကြီးရဲ့သမိုင်းကြောင်း A Short History of Nearly Everything ဆိုတဲ့စာအုပ်ကိုတော့ဖတ်ဖို့ပြောခြင်းနဲ့ဒီစာအုပ်ထဲမှာကဘာကြီးနဲ့ပတ်သက်တဲ့သိပ္ပံပညာရှင်တွေရဲ့ထင်မြင်ချက်တွေနဲ့ကဘာကြီးဘလို့ပုံစံဖွင့်ပြလာတယ်ဆိုတဲ့အကြောင်းတွေဖော်ပြထားတာကြောင့်ဒီစာအုပ်ကိုဖတ်လိုက်တာနဲ့အရင်ခေတ်ကိုပြန်ရောက်သွားလို့ခန်းစားရမှာသိကြပါတယ်ဆိုတော့ခုနကပြောခဲ့တဲ့ mass hysteria အကြောင်းကိုပြန်သွားရရင်ဒီ theory ကိုပိုပြီးလူသိသွားစေတာကပထမဆုံးစခဲ့တဲ့ fraud trophy ဆိုတဲ့အမျိုးသမီးကြောင့်ပါ လေ့လာချက်တွေအရ Fraud Trophy ကလူမှုရေးစီးပွားရေးအခက်အခဲတွေကြောင့်စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရတဲ့သူတယောက်ဆိုတာလည်းသိခဲ့ရတယ်။သူမကြောင့်ပဲလူတော်များများကဒီ theory ကိုထောက်ခံခဲ့ကြတာ။ဆိုတော့နောက်ဆုံးထုတ်ဖြစ်တဲ့ Saint Vitus Cast ကိုဆက်သွားလိုက်ရအောင်။ Saint Vitus ဆိုတာကအန္တရာယ်နဲ့ယောဂတွေကနေကာကွယ်ပေးတဲ့သူတော်စင်တစ်ပါးပါ။ဥပမာပန်းနာရင်ကျက်ယောဂမိုးကျွတ်ပစ်တာ။ တရိစံတိုက်ခိုက်မှုအထူးသဖြင့်ခန္ဓာကိုယ်ရဲ့ထိန်းချုပ်မရတဲ့အာယုံရောဆိုင်ရာယောဂတွေကနေကာကွယ်ပေးတယ်လို့အဲ့ဒီခက်ခက်လူတွေကယုံကြည်ကြတယ်။ Saint Vitus ကိုကာကြေသည်တွေနဲ့ဖျော်ဖြေသူတွေရဲ့သူတော်စင်လို့သတ်မှတ်ကြတယ်။အဲ့လိုမျိုးပဲအလဲခင်မာတော့ကလူတွေကိုအကျောဆွဲတယ်လို့လို့ကတယ်လို့ဖြစ်စေရဲ့ယောဂဖြစ်နေတဲ့သူတွေကို Saint Vitus ရဲ့ဖခင်ကြောင့်သွားပြီးတော့တတ်တာအောင်လုံနိုင်ခဲ့တာမျိုးရှိတယ်။ဒါကြောင့်မဲအခုလို dancing plate ဖြစ်နေတဲ့သူတွေကိုသူတို့ရဲ့ယောဂပျောက်ဖို့အတွက်ဆိုရင် Saint Vitus စီမှာဆူတောင်းရမယ်ဆိုပြီးအဲ့ဒီခေတ်ကယုံကြည်ခဲ့ကြတယ်။ ဒါက Saint Vitus'ca ဆိုတဲ့ theory ပါပဲဒီ theory သုံးခုထဲမှာဘယ်တစ်ခုကပိုဖြစ်နိုင်မလဲဒါမှမဟုတ်ဒီသုံးခုနဲ့မဆိုင်မဲတခြားနောက်ွယ်ရာဖြစ်ရတရောရှိနေနိုင်အောင်မလားဒီမေးခွန်းကအဲ့ဒီအကပလက်ယောဂါကြီးဖြစ်ပြီးကြတဲ့ဟာတမိုင်းကိုလေ့လာတဲ့သူတိုင်းမေးခဲ့တဲ့မေးခွန်းပါဒါနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတစ်ခုရှိတယ်အဲ့ဒါကတော့အပေါ်ကကျမပြောခဲ့တဲ့အမှုအစိတ်တင်တာတွေ oscillate စိတ်ပေါ်မြန်တာတွေနဲ့ Saint Vitus'ca ဆိုတာတွေအကုန်လုံးကစာလန်ဆုံးမှပြုစားထားတာများလားဆိုတာပါပဲ ဘာကြောင့်လူပြောရလဲဆိုတော့ဆာလန်ဆုံးမဆိုတာအမေရိကန်နိုင်ငံမက်ဆာချူးဆက်မှာပေါ်လာခဲ့တဲ့ဆုံးဇလံတစ်ခုပါ။သူမကသူမရဲ့ပတ်ဝန်းကျင်မှာရှိသမျှအရာတိုင်းကိုဖျက်ဆီးပစ်တယ်၊ဒုက္ခရအောင်လုပ်တယ်ဆိုပြီးနာမည်ကြီးရဲ့ဆုံးမပါ။ဒီ dancing plate ကလည်းအဲ့ဒီဆုံးမကြောင့်ပြည်တွင်းနိုင်ငံမှာရှိသမျှလူတွေအဖက်ဖက်ကနေဒုက္ခရောက်စေပြီးနောက်ဆုံးမှာအသက်သေးဆုံးတဲ့အထိဖြစ်စေခဲ့တာမျိုးလည်းရှိနိုင်တယ်ဆိုတဲ့ပြောစကားတွေကအခုချိန်ထိရှိနေတော့မှာပဲ။ ဘဲချက်ကမှန်နေမှားတယ်ဆိုတော့တော့အခုချိန်ကြီးတေချာမသိရသေးပါပဲဒီကပလက်ယောဂကြီးကလူသားတွေရဲ့တမိုင်းတစ်ချောင်းမှာအခုချိန်ကြီးအဖြစ်မထွက်သေးတဲ့ပုံစံတော့ဖြစ်နေတော့မှာပဲဒါဆိုရင်အခုပြပြသွားတာကပြည်သက်နိုင်ငံမှာဖြစ်ခဲ့တဲ့ True True ဆန်းဆန်းအကပလက်ယောဂအကြောင်းပဲဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းလုံးနားထောင်ရင်သင်ခန်းစာရမယ့်အချက်၃ချက်ရှိရဲ့အဲ့ဒါကြီးကနံပါတ်၁ကမ္ဘာပေါ်မှာလူသားတွေအဖြစ်မရှာနိုင်သေးတဲ့ထူးခြားဆန်းပြဖြစ်ရတဲ့အများကြီးရှိနေတယ်နံပါတ်၂ဆုံးဖြတ်ချက်အများတို့ကဆုံးရှုံးမှုအများကြီးကိုဖြစ်စေတယ်နံပါတ်၃ စိတ်ချမ်းသာရေးဟာလူတိုင်းကူးစိုက်တဲ့အရာဖြစ်တယ်ဆိုတာ ਈ ပါပဲဒါဆိုရင်ဒီဗီဒီယိုကိုနားထောင်ရင်အခုကြည့်နေတဲ့သူတွေအနေနဲ့ dancing play အကြောင်းကိုဘယ်လိုမြင်မိလဲဒီဖြစ်ရတဲ့နောက်ကွယ်မှာဘယ်လိုထူးခြားချက်တွေရှိနေနိုင်မလဲကိုယ့်ရဲ့ထင်မြင်ချက်တွေကို comment မှာမျှဝေသွားနိုင်ပါတယ်ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်အကောင့်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။